မင်္ဂလာပါခမရကျွန်တော်အခုအပြပြနေတဲ့စာလေးကတော့မြမဒီမိုကရေစီခီးနဲ့သူရဦးတင်ဦးစာအုပ်ထဲကဆရာတက္ကသိုလ်စိန်တင်ရေးသားထားတဲ့အခန်း20အပြည့်မရှိပဲဝင်းကြီးရာတို့ကအဖြုတ်ခံရသောဘုံကြီးမောင်ရွှေ ပြောရအောင်မီကျွန်တော်တို့အရင်အလဲပိုင်းတိုင်းမှုတာဝန်ထမ်းဆောင်ခဲ့သူဘုံချုပ်စိန်ဝင်းကိုတမတော်နဲ့ညောင်ညိုပင်ကြီးဟုတင်စားခေါ်ပေါ်ကြသည်ဘုံချုပ်စိန်ဝင်းကစိတ်ထားကောင်းပါသည် လူတိုင်းကိုကူညီလေတော့ဆန္ဒရှိသည်သူထံသို့တစုံတယောက်ကသွားပြီးဥပမာအလုံးမရှိလို့အလုံးတစ်ခုခုတောင်းနေစင်ပြေနိုင်ပြီအလုံးတစ်ခုခုတော့လာတောင်းသူရသွားတတ်သည် ။နောက်ပိုင်းမှာဗိုလ်ချုပ်စိန်ဝင်းကစောင့်လို့ရုံကြီးဖြစ်သွားသည့်အခါရဲဘော်ဟောင်းတွေမိတ်ဆွေကောင်းတွေအလုတ်အကင်မရှိကြသဖြင့်သူ့ထံအလုတ်သွားတောင်းမှာကရနိုင်သမျှရှာကြံစဉ်းစားပြီးအလုတ်တစ်ခုခုရသွားအောင်စောင့်ကျင်းပေးတတ်သည်။တော်တွေကညောင်ညူပင်ကြီးတပင်မှာအရေးအဝါသာကောင်း၍ငှက်တွေနားနေခွင့်ရသည်။ညောင်ညူပင်ကြီးအောက်က သစ်ပင်ရောက်မှာလူအများနားခုအိတ်ဆက်နိုင်သလို ။ယခုဗိုလ်ချုပ်စိန်ဝင်းကလည်းညောင်ညူပင်ကြီးလိုပင်သူ့ထံလာရောက်အကိုကြီးတောင်းညသူများကိုစောက်ရှောက်အကိုကြီးအလုတ်ခန္ဓာခန့်ငွေပေးသူပေးအစားအစာကြွေးသူကြွေး။ကုရှင်ကြီးစောက်ရှောက်ပေးတတ်သူဖြစ်တယ်။ထို့ကြောင့်ဗိုလ်ချုပ်စိန်ဝင်းကိုစစ်တပ်ထဲမှာညောင်ညူပင်ကြီးဟုအများကခေါ်ကြသည်။ဘုရုပ်စင်ဝင်စောက်လို့ရေးဝင်ကြီးဘွားတွင်သူဝနမျိုးတည်ထောင်ခဲ့သည သောနာမျိုးတိုက်တာအင်ဂျီဆောက်လို့ရတဲ့လုံအားပေးကြသူအစိုးရအမှုတမ်းများရန်ကုန်မြို့၌ထပ်မံဆောက်လို့သောတိုက်တင်များတွင်နေထိုင်နိုင်ရန်အိမ်ငန်းအခန်းစီ ချထားပေးသည်တကယ်စိတ်ထားပြေဝသောပုဂ္ဂိုလ်ဖြစ်သည် နောက်နေလမ်းစဉ်ပါတီအစိုးရခိနိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်ဗိုလ်ချုပ်နေဝင်းကရာထူးဖြုတ်ခဲ့သည်ရန်ကုန် မင်္ဂလာလုံးအလဲပိုင်းတိုင်းမှုရာတူထန်းဆောင်နေစဉ်လမ်းစဉ်ပါတီတွင်ကျွန်တော်ကိုပဲခူးတိုင်းနှင့်ရခိုင်ပြည်နယ်ဒေသပါတီကော်မတီဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ရန်ခန့်ထားလေသည်ရန်ကုန်အလဲပိုင်းတိုင်းစစ်ဌာနချုပ်တွင် ကျွန်တော်၈နှစ်တိတိတာဝန်ထမ်းဆောင်ခဲ့ရသည်1964ခုနှစ်မှ1982ခုနှစ်အထိဖြစ်သည်1982ခုနှစ်တွင်ကျွန်တော်ကို ဒုတိယတမတော်ကာဝေးဥယုတ်ရာလိုတိုးမြင့်ခံထားခံရလိမ့်မည်။ယခုကျွန်တော်ဟူရန်ကုန်မင်္ဂလာလုံးအလဲပိုင်းတိုင်းဟူအဖြစ်တာဝန်ပေးခန့်ထားရစဉ်မှစတင်၍ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်များကို ပြောပြခြင်းပါသေးသည်။ဒါတွေကတော့1တရုတ်မြန်မာအရေးခင်1968ခုနှစ်2စံပြက်လက်မှုအရေးခင်1968ခုနှစ် သုံးအခင်တန်းထွန်းကြဆုံးရင်1968ခုနှစ်4982ခုနှစ်မြမဆိုရှယ်လန်စင်ပါတီညီလာခံတို့တွင် ကြုံတွေ့ခဲ့ရသော ဖြစ်ရများပဲကျွန်တော်အလဲပိုင်းတိုင်းမူတာဝင်ကိုဖန်းဆောင်နေစဉ်ကာလတွင်ပထမဦးဆုံးကြုံတွေ့ရသော စိတ်မကောင်းစရာ ဖြစ်ရတရမှာစက်မှုဝင်းကြီးဘုံကြီးမောင်ရွှေကို ။ຢາດູມະဖြုတ်ချာပြီးတရားဆွဲဆိုယုံတင်စစ်ဆေးသည့်အမှုဖြစ်သည်။သမုဝင်းကြီးဘုံမူကြီးမောင်ရွှေက BKI ပေါက်ခေါင်းမျိုးသားဖြစ်သည်။ဘုံမူကြီးမောင်ရွှေကတပ်မတော်မှဝိုင်းရင်တပ်မှုကြီးပဲသူတို့ကဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော BIA ဗမာလက်လက်ရေးတပ်မတော်တွေကပါလာသူများဖြစ်သည်။ဂျပန်ခေတ်ဘူတင်လန်းကျောင်းမှာပထမအပကရေကပါဝင်လာသူဖြစ်၍ အစောကြီးအရာရှိဖြစ်လာခဲ့သူဝါဟင်းခေါင်းဆောင်ဖြစ်သည် BIA နှင့် BDA တို့ကပင် တမှုဖြစ်ခဲ့သည်တက်မတော်ထဲမှာလူချစ်လူခင်ပေါ်များသူဖြစ်သည် စိတ်သဘောထားကောင်းမွန်ကြသည်ထို့ပြင်ဆက်ဆံရေးလေကောင်းသည်ဘုံမူကြီးမောင်ရွှေကိုဗိုလ်ချုပ်ကြီးနေဝင်းကယာရုဖြုတ်ချလိုက်ဒီမှာကျွန်တော်မှတ်မိသည်မြ1980ပြည့်နှစ်လောက်ကမရောက်ပြီဖြစ်သည် နေသေးရဲ့ဆွဲကတော့အတိအကျအမှန်မိတော့ပြီဘုံမူကြီးမောင်ရွှေကြီးသားကလည်းစက်မှုဝင်းကြီးဌာနတွင်ပင်အရေးပါသောရာထူးတစ်ခုရရှိထားသည်သူကလည်းနာမည်ပြန်မရှိအလौတာဝန်ကိုကောင်းကောင်းမွန်မွန်ထမ်းဆောင်သူဖြစ်သည်သို့သော အကုသိုလ်ကံဝင်လာခြင်းတော့ဘုံမူကြီးမောင်ရွှေဝင်းကြီးဘဝပြုတ်ရန်သူ့သားကပင်စတင်လေသည်ဒီနေ့တွင်ဂျပန်နိုင်ငံရှိစက်မှုလုပ်ငန်းရှင်များကလုပ်ငန်းသဘောအရဘုံမူကြီးမောင်ရွှေ၏သားကို ဂျပန်နိုင်ငံသို့ဖိတ်ခေါ်ခဲ့သည်ဂျပန်စောက်မှုလုပ်ငန်းရှင်များကခံကဏနာအဲ့ခံကြိုးဆိုခဲ့သည်ဤတွင်ထောက်လိုင်းရေးသတင်းများနှင့်စက်မှုဝင်းကြီးဗိုလ်မှူးကြီးမောင်ရွှေကိုမနာလိုဝင်းတိုဖြစ်သူတို့ကပို့သောသတင်းများသည်တော်လိုင်းရေးကောင်စီဥက္ကဋ္ဌဦးနေဝင်းထံသို့ရောက်ရှိသွားသည်စက်မှုဝင်းကြီးဗိုလ်မှူးကြီးမောင်ရွှေဤသားသည်ဂျပန်နိုင်ငံသို့တောရောက်ရာဂျပန်စက်မှုလုပ်ငန်းရှင်တို့က အကြီးအကျယ်ကြိုးစိုးအခမ်းအနှုန်းခံရသည်မမပြီးပြန်လာသောအခါစက်မှုလုပ်ငန်းကြီးတစ်ခုကိုထူထောင်လုပ်ကိုင်နေရာယောသားဖြူစင်သောအမှုမဟုတ်ဟုဗိုလ်ချုပ်ကြီးနေဝင်ထံတိုင်ကြားသောစာ၌ဖော်ပြထားသည် ထိုအချိန်ကတမတော်ထောက်လိုင်းကြီးတွင်ညွန်ကြားမှုမှာဗိုလ်မှုကြီးလေးမောင်ဟုမှတ်မိသည် သူယင် တမတော်ထောက်လိုင်းကြီးကိုကိုင်ငံသောနှခမ်းမွေကားကဗိုလ်မှုကြီးတွင် နောက်ထိုနေရာကိုဘုံမူကြီးချစ်ခင်လေကတာဝန်ယူသည်ဘုံမူကြီးချစ်ခင်နောက်မှာမူဘုံမူကြီးလေးပေါင်ဖြစ်သည် ပြောရမည်ဆိုရင်အခမ်းမွေးလွဥ့လွယ်နှင့်ဘုံမူကြီးချစ်ခင်လေက ကမိကမက်တော်ကြသည်ဘုံမူကြီးလင်ဤသားမောင်မောင်နှင့်ဘုံမူကြီးချစ်ခင်လေဤသမီးလက်ထက်ခဲ့သည်ကိုယခုဘုံမူကြီးမောင်ရွှေဤသားအမှုကိုပေါ်ထုတ်လာသူမှာ ဘုံမူကြီးချစ်ခင်လေးထံမှတာဝန်ယူရသောတမတော်ထောင်းလိုင်းညွန်ကြဲမှုဘုံမူကြီးလေးမောင်လက်ထက်မှဖြစ်သည်ဆမှုဝင်းကြီးဘုံမူကြီးမောင်ရွှေကို ရာလူမှနားယူစေပြီးသူ့သားဖြစ်သူ၏အမှုတွင်မိမြအထက်ထဲဝင်ပါဝင်သည်နည်းဟုတရားစွဲဆိုကရုံးတင်စစ်ဆေးခဲ့သည်ဘုံမူကြီးမောင်ရွှေမှာတစ်ချိန်ကတော့ဘုံနေဝင်းဤမြောက်စားခံရသူ ဖြစ်ခဲ့သည်ဘိုးရွှေမှဘိုးရွှေဖြစ်ခဲ့သည် ဘူရွှေကငါဆွေမျိုးသားချင်းတော်သေးတယ်ဟုဥနေဝင်ကမကြာခဏပြောကြလေရှိသည်ဘီခိုင်ပေါင်းတလဲမျိုးသားဥနေဝင်နဲ့ဘီခိုင်ပေါက်ခေါင်းမျိုးသားဘုံကြီးမောင်ရွှေတို့ဆွေမျိုးဆက်နိုင်ဒီမှာအမှန်ဖြစ်သည်ယခုတော့ဥနေဝင်အမိန်ဖြင့်ဘုံကြီးမောင်ရွှေကိုဝင်ကြီးရာလူကဖြုတ်၍တရားစွဲတင်သောအခါဘုံနေဝင်၏လေတံကတမျိုးပြောင်းသွားပြီ ဘိုးရွှေကငါနဲ့ဘာမှဆွေမျိုးမတော်ဘူးမင်းတို့တရားဥပဒေအတိုင်းမှန်မှန်ကန်ကန်သာစောင့်ရဲကြဆိုတဲ့။ဩလောကကြီးမှာကြုံရကြုံရတရားတော်ဝင်ကယူစရာများလားပါတကား။ဘုံမောင်ရွှေငါဆွေမျိုး ဆိုတော့လေသူပဲ။ယခုငါနဲ့ဘုံမောင်ရွှေဘာမှဆွေမျိုးမတော်ဘူးပြောသူလေသူပါပဲဗျာ။အဲဗျာ ပြောစရာရှိသည်မှာတရားရုံးတော်ကအဖတ်ဖတ်မှစစ်ဆေးလိုက်သောအခါဘုံကြီးမောင်ရွှေကိုစွဲချက်တင်အပြစ်ပေးစရာဆို၏ဘာမျှတေးသေးချာချာကြာကြာနာနာဖွဲ့ဆိုးနိုင်သူမရှိသည်ဖြင့်တရားရုံးတော်ကဘုံကြီးမောင်ရွှေကိုတရားသေးလွတ်ပေးလိုက်ရလေသည်အပြစ်ရှာမတွေ့သည်ဖြင့်တရားရုံးတော်ကလွတ်ပေးလိုက်သောဘုံကြီးမောင်ရွှေကိုမူလရာသူစမှုဝင်ကြီးရာလို၌ပြန်လဲခံထားပေးသင့်သည်လားဖြစ်သည် သို့သောဘုံနေဝင်းကဘုံကြီးမောင်ရွှေကို ဝင်းကြီးယာလူတွင်ပြန်မပေးခဲ့ပေဘုံနေဝင်းထံ၌ဤကိစ္စနှင့်ပတ်သက်ပြီးအကြောင်းပြချက်ရှိခဲ့လေသည်ကျိုးတစ်ချောင်းဟာပထမတော့ဖြောင်တန်းနေရပါဘွာဒါပေမဲ့ပြတ်သွားပြီးမှ ပြန်ဆက်မယ်ဆိုရင်အထုံးကလေးတော့ဖြစ်ပြီးကျန်တာပေါ့ဘုံစကားကိုဘုံနေဝင်းမကြခဏပြောလေရှိသည်တို့ကြောင့်ယခုလဲဘုံမူကြီးမောင်ရွှေကိစ္စတွင် တရားယုံတော်ကဘလို့ပင် အပြစ်မတင်မဲတရားသေးလွတ်ပေးခဲ့တော်လဲသူပြောလေးရှိသောစကားရပြတ်သွားသောကျိုးမှာအဆက်ကလေးဖုထုံးကလေးတော့ဖြစ်သွားပြီအလौတာဝင်ပြန်ပေးရန်အစင်မချောဟုဆိုခြင်းဟန်တူပါရဲ့ဤကဲ့သို့ကိစ္စမျိုးနှင့်ပတ်သက်၍မကြာခဏပင်ဘုံနေဝင်စိတ်လက်ချမ်းသာရေရေမောမောရှိနေသည့်အခါကျွန်တော်တို့တပည့်တပန်းများက တောင်းပန်စကားပြောကြဘူးသည်ဘိုလ်ချုပ်ရဲ့ကျွန်တော်တို့တပည့်တပန်းတွေဟာတိုင်းပြည်အတွက်ဘိုလ်ချုပ်ခိုင်းတဲ့အတိုင်းအေးကွန်ကြွားကြအောင်အသက်ဆွန့်နှံတာဆွန့်ဥဆွေးဆံမြင့်လှုပ်လာကြတဲ့သူတွေပါယခုလိုတစုံတရာဖြစ်လာတဲ့အခါမှာလဲကျွန်တော်တို့ကိုခေါ်ပြောပါခေါ်မိပါမကြည်နပ်ဘူးဆိုရင်ဘိုလ်ချုပ်ကိုယ်တိုင် စစ်ဆေးပါစစ်ဆေးကြည့်လို့အပြစ်တွေ့ရင်လဲအပြစ်ဒဏ်ပေးပါ အပြစ်မရှိတာတွေ့ရင်လည်းကောင်းကောင်းမွန်မွန်ပြန်ပြီးတာဝန်ပေးပါထို့သို့ပြောသည့်အခါတိုင်းဘုံနေဝင်းကဤသို့ရေရေမောမောပြန်ပြောရှာသည်စိတ်ကောင်းလို့မှုကိုအေးပါကွာငါတိပါတယ်နောက်ဆိုဒီလိုအဖြစ်မျိုးကြုံရင်ငါကယူဆိုင်ပြီးလက်တွဲခေါ်ပါမယ်ဘိုးချုပ်ကြီးနေဝင်းဘလို့ပဲပြောသည့်ဖြစ်စေယခုဘုံမူးကြီးမောင်ရွှေကိစ္စမှာအဖြစ်ရှာဖွေမတွေ့ပဲ ရာထူးကအပီးပိုင်ထုတ်ပြလိုက်သည်ကျွန်တော်တို့လည်းစိတ်မကောင်းဖြစ်ကြရသည်ဘုံမူကြီးမောင်ရွှေကရှစ်လေးလုံးရေးဘော်တော်အတွင်းမှာကျွန်တော်တို့တံမှုဟောင်းများအဖွဲ့ဝင်ဖြစ်လာသည်မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ဖွဲ့စည်းသောအခါရန်ကုန်တိုင်း NLD ဥက္ကဋ္ဌအဖြစ်တက်တက်ကြွကြွဆောင်ရွက်ခဲ့သေးသည်ကျွန်တော်မှတ်မိနေသည်မှာဘုံမူကြီးမောင်ရွှေက1990ပြည့်နှစ်ရွေးကောက်ပွဲမှာ NLD ပါတီကဝင်ရောက်ရွေးကောက်ပြီးအနိုင်ရရှိခဲ့သေးသည်ကျွန်တော်ကိုစစ်တပ်ကဖမ်းပြီးထောင်ထဲထည့်ခဲ့တော့နောက်ပိုင်းဘာဖြစ်သည်လဲမသိတော့ဘူးကျွန်တော်အချင်းတောင်ကလွတ်လောက်သည့်အခါ NLD မှာဗမူကြီးမောင်ရွှေရန်ကုန်တိုင်းဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေသည်ယခုရွှေကုန်တိုင်းလမ်းရန်ကုန်တိုင်း NLD မှာ သူကဥက္ကဋ္ဌအဖြစ်အလွန်တက်ကြွသွားဖြင့် ပြည်သူ့ဘက်ကရက်တီဆောင်ရွက်ခဲ့သေးသည်တမူဟောင်းများအဖွဲ့မှလည်းဝမ်မူကြီးမောင်ရွှေကရန်ကုန်တိုင်းဥက္ကဋ္ဌအဖြစ် သူ့သမိုင်းသူလှလှပပရေးသွားခဲ့သူဖြစ်သည်အခန်း23ကံစိုးမိုးမောင်ကြခဲ့ရသောရခိုင်တိုင်းလေမုန်တိုင်းဘေးအန္တရာယ်ခံပြည်သူများကျွန်တော်ဤအလဲပိုင်းတိုင်းစစ်တိုင်းမှုဆောင်ရွက်နေစဉ် အရေးကြီးသောတာဝန်တရားထမ်းဆောင်ဝင်ကြုံခဲ့ရပါသည်။ရခိုင်တိုင်းတွင်ဖြစ်ပွားခဲ့သောလေမုံတိုင်းဘေးအန္တရာယ်ကေစီလုပ်ငန်းဖြစ်သည်။ဒေဝေမုံတိုင်းအန္တရာယ်ကအကြီးအကျယ်ဖြစ်သည့်တနအီမိုင်တရာနှုတ်အထက်မှတိုက်ခတ်သောလေမုံတိုင်းပြည်၍အလွန်ပြင်းထန်ခဲ့သည်။ထိုနေ့က1969ခုနှစ်ဟုထင်ပါသည်။ရခိုင်တိုင်းတွင်လေမုံတိုင်းခံရပြီးဒုတိယနေ့အထိကျွန်တော်တို့မသွားနိုင်သေး။ တတိယနေ့မုံတိုင်းဆဲပြီးဆိုတော့မှကျွန်တော်တို့ရန်ကုန်ကပုပ်ပေါ်များရခိုင်တိုင်းစစ်တွေမျိုးတို့ရောက်သွားလေသည်မြင်ရသည့်ရှုကင်းကစိတ်မသက်သာစရာပဲရခိုင်တိုင်းမှာမြို့ငယ်လေးကလေးတွေမှကုတ်ကက်ကလေးသာကျန်တော့သည်ဒင်းမြန်မော်ကကြည့်လိုက်သည့်အခါအောက်မှာရေပင်ကြီးသာမြင်ရတော့သည်ထိုစဉ်ကရခိုင်တိုင်းလေဘေးကေစီအတွက်လုံလုံကြီးကောင်စီကဥဆောင်ပြီးဆောင်ရွက်ရလေသည်ကျွန်တော်ကရခိုင်တိုင်း နေဝေးကေစီကောင်စီဥက္ကဋ္ဌတောင်းရင်ယူရသည်ထိုစဉ်ကရခိုင်တိုင်းရင်းသားပြည်သူများကြုံတွေ့နေရသောနေပြည်ဒုက္ခဝါဝါကိုကယ်တင်နိုင်ရန်မူဝါဒတရချမှတ်ပေးပြီးထိုမူဝါဒနှင့်အညီဆောင်ရွက်ပံ့ပိုးကူညီကြရန်ဖြစ်သည်မြန်မာတိုင်းငံလုံးကပြည်သူတွေတက်ညီလက်ညီကူညီပံ့ပိုးခဲ့ကြသောရခိုင်နေပြည်ကေစီလုပ်ငန်းမှာ အားတက်စရာအလွန်ကောင်းသည်မြန်မာတိုင်းငံလုံးရှိကျောင်းသီးသီးကကျောင်းသူကျောင်းသားများ ကလေးများသည်သူတို့စားရမည့်မုတ်ဘိုးငွေများကိုမုတ်ဝယ်မစားကြဘဲရခိုင်လေပြီးကယ်စည်ရံပုံငွေတို့တူလန်းကြသည်မှာအလွန်မင်းဝမ်းသာစရာပီတိဖြစ်စရာကောင်းလှပါပြီးတော့သည်ရခိုင်လေပြီးအတွက်ပထမဆုံးအရေးတကြီးဆောင်ရွက်ရမည့်လုပ်ငန်းမှာတောက်ရည်တန်ရရှိရေးဖြစ်သည်ထိုစဉ်ကတောက်ရည်တန်ရရှိရေးအတွက်ညမတမတော်ကဘုံမူကြီးစောဖြူကိုတိုင်ဦးစီးဦးဆောင်ပြုပြီး တောက်ရည်သံများကိုလီရင်ဖြင့်ရခိုင်တိုင်းသို့ပို့ပေးနိုင်ခဲ့သည်ဘူစောပြုကမြမလီတန်းမှာရှိသောရဟန်းရင်နှင့်ကုန်တင်ဒါကိုတာလီရင်များစွာကိုထုတ်ပေးပြီးရခိုင်တိုင်းရှိလေဝေးတန်ခံပြည်သူလူထုအတွက်တောက်ရည်တန့်ရည်လုံလောက်အောင်ပို့ဆောင်ပေးခဲ့သည်ရခိုင်တိုင်းမှာကပင်လယ်ရေပင်ကြီးတဖွဲဖွဲဖြစ်နေလေတော့တောက်ရည်ရရှိရေးကိစ္စမှာမဟာပြဿနာဖြစ်နေလေကို ထိုစဉ်ကနိုင်ငံရေးအသိမြင်တက်ကြွလွားဖြင့် ကိုတိုင်းရင်းသားရခိုင်မျိုးသားတို့ဒုက္ခရောက်နေသည်ကို ရှမ်းချင်းကချင်းကရင်ကယားမွန်အစရှိသောညီကုံနောင်ဘွားများအောင်နမအချင်းချင်းများရိုင်းပင်ကူညီပံ့ပိုးမည်ဆိုသော စိတ်ဓာတ်ဖြင့်ဝယ်ထဲစိုက်ရိတ်ခါများငွေများစူဆောင်းပေးဖို့လူရန်ခဲ့ကြသောမော်ကွန်းမှတ်တမ်းများရှိခဲ့သည်မြမတပီလုံးရှိ တိုင်းနေပြည်နယ်အသီးသီးကစူဆောင်းတူတန်းငွေအားလုံးပေါင်းကျပ်သိန်း80ကျော်ရရှိခဲ့သည်နိုင်ငံတော်ကပံ့ပိုးသည့်ငွေသိန်း40နှင့်ပေါင်း၏ကျပ်သိန်း120ကျော်ကိုရခိုင်တိုင်းကလေပေးတန်ခံပြည်သူများထံလှူဒန်းထောက်ပံ့ခဲ့ကြသည်သူစဉ်ကကျွန်တော်ရန်ကုန်မှသွားရောက်ကူညီပေးခဲ့ရသောအကူအညီများတွင်တောက်ရည်တန်းစံနှင့်ရေဝင်လေများပြန်ဆိုင်ရန်လင်မီတို့ ပင်လေရီမဝင်ရန်တားဆီးခြင်းလေထွန်ရန်နွားပေးပို့ရခြင်းမျိုးစားများစသည်ဖြင့်ပါဝင်ကြသည်ရခိုင်လီဘေးကမေလ6ရက်နေ့တွင်ဖြစ်ခဲ့ရာမိုးရာသီမရောက်မီရောက်လူဆယ်ဆယ်အချိန်ပြီကိုမိုးရာသီဝင်လာသည်နှင့်လေသမားများလေလုံငန်းသို့အစဉ်နှင့် ဝန်နိုင်ရန်လိုအပ်သမျှအချိန်မီပန့်ပိုးကူညီပေးရခြင်းပဲထိုစဉ်ကလေယာဉ်နှင့်သတော်ဝင်ကြီး ဘုံမူကြီးတောင်းကြီးရခိုင်တို့ဆင်သွားသည် ထို့ပြင်ရခိုင်လေဘေးကိုနိုင်ငံတော်ကကုညီပံဘိုးမှုအားမှတ်တမ်းနဲ့ရေးသားရန်စာရေးဆရာဒေါက်တာမောင်မောင်ကလည်းလိုက်ရပါသေးသည်ရခိုင်လေဘေးတွင်စစ်တွေခရိုင် ပုံနာကျွန်းပောက်တော်မင်းမြမေဘုံမြို့နယ်အထိပင်လေရီရှံရခြင်းဖြစ်သည်ကံကြမ္မာစမ်းကြေဖို့ပြောရပါဦးမည်မေဘုံမြို့အနီး ကြောက်ကုတ်ဆိုသောရွာတွင်အရွာလုံးပင်လေရေဝင်လာသည့်အခါခလေးမွေးပြီးကစားမျိုးသမီးတို့မှမိခင်ကရင်းနေပြီးအလောင်းမင်ရှာမရဝေဖွာသောခလေးငယ်မှာခန်းကျော်ဖျားကလေးနှင့်အတူအသက်ရှင်လျက်ရေတွင်မျောလာပြီးဘေးမတည်ရမခပဲအသက်ရှင်ခဲ့သည့်ဖြစ်ရကြုံရသည်ရေလိုင်းကတွန်းဆွဲသွားသည့်အခါဤတွင်ထိုကလေးငယ်ပါသွားပြီးစိတ်ကိုင်းတကိုင်းဤကွာစုံနေ၌ ကလေးငယ်ပါသွားသောသကောက်ဖျားကလေးတင်ကြံနေခဲ့ပြီးအသက်ပြီးမှလွတ်လေသည်နောက်ပိုင်းတွင်ရခိုင်သို့ကျွန်တော်ရောက်သွားသောအခါသေယာပြန်မောင်းတန်ငယ်ဟု ဆိုရမည် ထိုကလေးငယ်သားကလေးကို ပြန်တွေ့ရသည် မြေပုံမျိုးဤရဲကျွန်းတိုက်ကျွန်းငမန်းကျွန်းစသည့်ကျုံမောင်များစွာတွင် ရေပြင်ထဲ၌ရင်းနှစ်သေဆုံးရှာသူရခိုင်တိုင်းရင်းသား3180ကျော်မြတ် တိမ်ပါအသက်ဆုံးရှုံးခဲ့ရလေသည်လူဒီအလောင်းတွေမှာရေတဲ့ဘောလုံးမျိုးပြီးသွားနေရာအချို့ဆေယူပြီးကောင်းစွာမြေမြုပ်တင်းယူနိုင်သည်လည်းရှိသည် ကောင်းစွာကယ်ဆယ်ယူနိုင်ခြင်းမရှိသောအလောင်းတွေကများစွာများစွာသူစဉ်ကအကြောင်းဖွင့်ခြင်းနီးနေရေမြုပ်ပျက်စီးကြောင်းများကိုပြန်ဆောက်ဆရာဆရာမတွေလိုအပ်သလိုခံပြီးခိုင်တိုင်းတိုင်းလုံးရှိမြို့နယ်ကျွာများကိုတစပြီးတစထူထောင်ရသည့်လုပ်ငန်းတွေ ပြဒနာရှိသည်မှာမန်အောင်ကျွန်းကနွားအတီပြောက်အဆုံးပါများခဲ့ပြီးအားမန်အောင်ကျွန်းကလယ်သမားများအတွက်လယ်လုံငန်းတွင်ဝင်နိုင်စီရန်အတက်နိုင်ဆုံးဖြည့်စည်ပံ့ပိုးပေးကြသည်မန်အောင်ကျွန်းကစိုက်ပျိုးထွက်ရှိသောဂေါ်ဘီပွင့်ဂေါ်ဘီဒုတ်ကြီးတွေမှာလည်းအစမတန်အကြီးကြီးတွေဖူးပွင့်ထွက်ရှိခဲ့လေသည်သို့သောမန်အောင်ကျွန်းမှာမူလကရေပတ်လဲဝိုင်းနေသောကျွန်းဖြစ်ရသည်ထဲယခုကဲ့သို့ ဘယ်ကိုပဲကြည့်ကြည့်ရေပင်လေကြီးဖြစ်နေရာအဆက်အသွယ်များပြတ်နေသောမန်းအောင်ကျွန်းထွက်ဂေါ်ဘီဝက်ဂေါ်ဘီရုပ်တွေမှာဈေးကွက်ပြောင်းနေလီတော်သည်ဤတွင် လေကလေးများဖြင့်တင်း၍အခြားနီးစပ်ရာကြီးရွာများသို့သွားရောက်ကာဂေါ်ဘီတို့ဂေါ်ဘီပွန်းတို့ကိုဈေးသို့တင်ပို့ရောင်းချကြရသည်ပြောရအောင်မီနနက်စောစောဂေါ်ဘီဘန်းဝက်ဂေါ်ဘီတို့တင်သောလေကလေးများ ခြားနီးစပ်ရာမြို့နယ်ကြီးရွာများသို့ပို့ဆောင်ရောင်းချစဉ်နက်နက်စောစောတွင်အကြက်ပြား90ဆိုသောကော်ပီဝင်းကော်ပီတို့မှနေတန်းထန်းတစ်ဖြားရောက်တွင်ဈေးကြတာနီဓမ္မပြား30အထိပင်ဈေးလျှော့ရောက်၍ပြစ်တော်လဲဝယ်မိသူမရှိသလောက်ဖြစ်သွားလေသည်ထိုအခါကော်ပီဝင်းကော်ပီပန်းများကိုဝယ်မိသူလည်းမရှိနွားစားကျွင်းရန်အလကားပေးပြီး မအောင်ကျွန်းရှိကိုရွာကို ပြန်သွားရသူတွေရှိသည်စိတ်မကောင်းစရာအလွန်နှမျောစရာ ကောင်းလာသည်လှလှပပဂေါ်ဘီပန်းဝင်ကြီးများကိုယခုလို မျိုးကြီးများတို့တင်ပို့ရန် သွားရည်လာရည်မကောင်းလာ၍နွားစာခြာကျွေးရသော အဖြစ်ပင်ယခုတော့ထိုဒေသကနွားတွေဈေးကောင်းရသဖြင့်ကြီးရွာမှာမသုံးတော့ပဲတောင်ကုတ်တောင်ကြားလမ်းကတစ်ဆင့်ထိုင်းနိုင်ငံသို့ ပို့ဆောင်ရောင်းချနေကြသည့်တရင်များကြ၍စိတ်မချမ်းမသာဖြစ်ရပြန်လေသည်ဤတွင်စာရေးဆရာတက်ကသူစိန်တင်မင်းမြန်လာ၍ကြားဖြတ်ပြောเสียရကလေးတစ်ခုသတိရ၍ပြောပြကြမှာသေးသည်ကျွန်တော်နှင့်ဒေါက်တာတင်မိုးဝေတို့ဖူးစာဆုံးသဖြင့်1956ခုနှစ်နိုဝင်ဘာ15ရက်နေ့တွင်လက်ထပ်ခဲ့ကြသည်ဇနီးတဲ့ဒေါက်တာတင်မိုးဝေမှာအိမ်အောင်ပြုရမည့်အသက်အရွယ်ထက်အနည်းငယ်နောက်ကျသလိုရှိမှ လက်ထက်မင်္ဂလာပြုခဲ့ရသောကြောင့်သာသမီမွေးဖွားရရင်ကျမ်းမာ၏အနေငယ်အင်းအားနေပါခဲ့သည်ကျွန်တော်ဤသားကြီးကို1962ခုနှစ်ဒီဇင်ဘာ2ရက်နေ့တွင်မွေးဖွားသည်ကျွန်တော်ကသာသမီမွေးဖွားသောကံအနေငယ်ညံ့သည်ထင်ပါရဲ့ပထမဆုံးသားကိုမမွေးဖွားမီကိုဝင်ပြည့်ချင်သောပုံဖြစ်လာ၍အိယာထဲတွင်လဲနေပြီးခွဲစိတ်ကူတရသည်မွေးဖွားပြီးသောဆေးဦးမှာမြမပါတာဖြင့် တတမဥပုအသင်စေယုံဟု ခေါ်သော Seventh Day Adventist American သာသနာပြုစေယုံဖြစ်သည် နောက်သာသမီတွေကြတော့မြဝကျွန်းမော်ပသိမ်မြို့မှာတစ်ကြိမ်ပြက်ကြခဲ့သည်ရန်ကုန်မှာတစ်ကြိမ်ကိုဝင် ပြက်ပြန်သည် နောက်ဆုံးကလေးကြတော့မှခေါင်းစွာဖတ်တင်ခဲ့သည်အခုဂျပန်နိုင်ငံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှာ တာဝန်ထမ်းဆောင်နေသော ကိုတန့်စဉ်ဥမာပထမဦးဆုံးမွေးဖွားသောတာဦးဖြစ်၍သူနောက်တွင်နှစ်ကြိမ်မြကိုဝင်ပြကြ၍သရုဒ္ဓသားကြတော်မှအဖတ်တင်းခဲ့လေသည်သူကမောင်ထွန်းနိုင်ဦးဖြစ်သည်မွေးဖွားလာစဉ်ကပင် မွေးရပါနှလုံးရောဂါပါရှိလာသူဖြစ်သည်ဖြင့် သူတသက်တာပတ်လုံးတွင်ဆရာဝန်နှင့်ကုသမှုကင်းစေသည်ဟု၏မရှိပေမောင်ထွန်းနိုင်ဦးတွင်မွေးရပါနှလုံးရောဂါပါရှိလာသည်ကို ထမကနဦးတွင် မသိရှိရဲ။ကလေးကိုမွေးဖွားပြီးနနစ်ခန့်ကြားတော့မှမိဘတွေကသိရတော့သည်။ကလေးကကစားနေရင်ကြောက်တက်လန့်တက်သောဝေဒနာဖြစ်ပေါ်လာသည်။ထို့ကြောင့်သက်ဆိုင်ရာဆရာဝန်ကိုပြသသောအခါမှကလေးတွင်မွေးရပါနှလုံးရောဂါပါလာသည်ကို သိရတော့သည်။ကလေးအသက်9နှစ်သားအရွယ်၌ခွဲစိတ်ကုသရတော်မူအခြေအနေသို့ရောက်လာသည်။ဤတွင်တနေ့တော့ကောက်သီးကစားရင် ဗိုလ်ချုပ်ကျော်ဝင်းကမေးသည်ကိုတင်ဦးခမားကလေးမွေးရပါယောဂပါလာတယ်ဆို သူကဆက်ပြောသည်ဘာလေးဗျကိုတင်ဦးရဲ့ခမားလည်းအတိုင်းပြည်အတွက်အလုပ်လုပ်ခဲ့တာပဲနိုင်ငံသားသွားကူဖို့အထက်ကိုတင်ပြကြည့်ပါလားကျွန်တော်ကငွေကြီးကိစ္စတွေပါလာတော့မပြောချင်ဘူးဗျဗိုလ်ချုပ်ကျော်ဝင်းကပြောရမှာပေါ့ဗျဒါကိုခမားပေါ့ပေါ့ဆဆမနေပါနဲ့ပြောတင်တာပြောရမှာပဲဟုဆက်ပြောနေတယ် ထို့ကြောင့်ကျွန်တော်လဲဘုန်နေဝင်းကတော်ဒေါက်ကတီဒေါက်ခင်မီတန်းထန်တို့မိမချင်းပြောဇနီးတဲ့ဒေါက်တာတင်မိုးဝင်ကိုလှွက်လိုက်သည်ဒေါက်ကတီကသူနာပြုဆ iam အလုပ်ဖူးသူဖြစ်တော့ဒီကိစ္စကို စိတ်ပါလက်ပါ ကူညီပေးချသည်တော်ပါသေးသည်ကျေးဇူးတင်ရပါ၏ကျွန်တော်သားမောင်ထွန်းနိုင်ဦးမှာထိုးစဉ်အသက်၅နှစ်ရွယ်သာရှိသေးသည်ဘုန်နေဝင်းနဲ့ဇနီး တော်ခင်မီတန်းတို့၏ကူညီစီစဉ်ပေးမှုဖြင့်အင်္ဂလန်နိုင်ငံယောဂသည်သားလေးကိုကျွန်တော်ဇနီးဒေါက်တာတင်မိုးဝေကိုရိုင်းတွားရောက်ဆေးကူးတာခဲ့ရသည်လန်ဒန်မြို့အော်မွန်ကလေးစီယုံကြီးအော်မန်ချိလ်ဒရန်ဟော့စပီတယ်မှာကူတာရခြင်းဖြစ်သည်ဒေါက်တာတင်မိုးဝေနှင့်သူ့အမတဦးတို့အဖော်ပါသွားကြသည်ဒါကနောက်ပိုင်းတော်တော်ရောက်သွားပြီ1982ခုနှစ်ကျွန်တော်က ဒုတိယကာကွယ်ဦးစီးချုပ်ဖြစ်ခါသာဒီမှာပင်ကျွန်တော်သားလေးလန်ဒန်သို့ဆေးခုသွားသောကိစ္စကို အခန်းတက္ကနာရက်ပြီးမူလပထမပြောနေကြရခိုင်လီပြည်တွင်ကျွန်တော်တို့တပီလုံးဝိုင်းဝန်းကူညီကြပုံအကြောင်းကိုထပ်လောင်းပြောပြပါဦးမည်ရခိုင်လီပြည်မှာသိအံ့ဩစရာကောင်းသည့်ကရှေးရှေးကအောက်လုခဲ့သောအင်အိုကြီးတွေလေမုံတိုင်းတန်း လေမုံနိုင်တန်ကြံ့ကြံ့ခံနိုင်နေသည်နောက်ပိုင်းဒီခေတ်ကာလမှာဆောင်းလုပ်သောနှစ်ပေါင်း20 25တာကြာသေးသောအိမ်တွေကပြိုကျကြလေသည်ရှေးလူကြီးတွေစောက်ခဲ့သောအိမ်ကြီးတွေကပင်လယ်ကမ်းရိုးတန်းမှာမုံတိုင်းဘယ်ဘက်ကလာမီကိုကြိုတင်သိရှိပြီးကြိုတင်ကာကွယ်မှုများနဲ့ဆောက်လုပ်ထားခဲ့ဟန်ရှိလေသည်ခုနောက်ပိုင်းဆောက်လုပ်သောတိုက်တွေအိမ်တွေမှာ ဆောက်လုပ်သူတို့၏အသိပညာနည်းပါးမှုကြောင့်မလားမသိဘလောက်ပဲဒုနဲ့ဒဲနဲ့ဆောက်လုပ်ပါတော့လဲယခုရခိုင်လီဝိတံကိုမခံနိုင်ကြရှာပဲကြွေလွင့်လဲပြုံသွားကြရလေသည်ဒီတော့ရခိုင်လီဝိရှူရင်းကိုကြည့်လိုက်ရင်အိမ်အိုအိမ်ဟောင်းတွေကလေးမိုးတံကိုကြံ့ကြံ့ခံနိုင်ကြသည်ဖျားဦးဇေဒီအိုတွေလည်းအပြိုအပြက်နေသည်ဇေဒီတွေထဲမှာနောက်တီးသောဇေဒီများက လေမိုးတံကိုကြက်ညက်ဖန်နိုင်နေမရှိကြပေနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ဖော်ပြသွားမှာမို့စောင့်မျှော်နားဆင်ကြပါဦးခမညာ